အာဆင်နယ်သင်းမှသာဆက်နေဝင်ရမယ်ဆိုရင်လောက်ခလာစားပါရှော့ဦးတော်ဖို့ရှိနေတယ်။ပေါ်မက်ပါတီတော်မပါတီနဲ့အာဆင်နယ်ကြားကစာချုပ်တက်တန်တူရေးကိစ္စတွေကတော့တင်တီချားပို့ပြီးနီးစပ်လာတာကိုတွေ့ရတယ်။ပထမတော့ကျွန်တော်တို့တော်မပါတီနဲ့အာဆင်နယ်ကြားထဲမှာလုံးဝစာချုပ်တက်တန်မတိုးတော့ဘူးထင်ခဲ့တာ။တကယ်လဲ တက်တန်းကနှစ်လှဆုံးဆုံးပဲရှိတော့တယ်အဲ့နှစ်လှကုန်တာ ਨੇ ပါတီနဲ့အာဆင်နယ်ကြားကဘာမှမဆိုင်တော့ကြိုက်တဲ့အသင်းကိုသွားလို့ရတဲ့အနေထားအရန်ကူမှာအနေများတဲ့အနေထားကိုလေဒါပေမဲ့ပါတီနဲ့ပတ်သက်ပြီးအာဆင်နယ်ကလုံးဝတက်တန်းတူဖို့အစီအစဉ်မရှိတာဖြစ်တဲ့အတွက်ဒီတိုင်းထားလိုက်တာဒါပေမဲ့အခုနောက်ပိုင်းမှာတော့သတင်းလောကရဲ့သတင်းလိုက်မုတ်ဆိုးကြီးလို့ပြောလို့ရတဲ့ ဒေးဗစ်ကွန်စတိန်တို့ရိုမာနိုတို့ကိုယ်တိုင်ကအသင်းတာဝန်ရှိသူတွေပါတီနဲ့ပတ်သက်ပြီးတက်တန်းတို့အတွက်ပြန်လည်စီစဉ်လာစုကြတယ်။ဒါကမင်္ဂလာသတင်းပဲအားလုံးလည်းပျော်တယ်။အခုနောက်ဆုံးကြားတဲ့အနေအထားအရဆိုရင်တော့တောမတ်ပါတီကအာဆီနယ်မှာစပီးနေကွင်းရဖို့အတွက်လောက်ခလာစာကအခက်အခဲတစ်ခုဖြစ်နေမယ်ဆိုရင်သူ့ဘက်ကနေတထစ်လျှော့ပြီးတော့လာစာရှော့ယူပေးသွားဖို့ရှိတယ်။ဒါကပါတီရဲ့အနေအထား။အဲ့တော့တောမတ်ပါတီနဲ့အာဆီနယ်တာဝန်ရှိသူဆွေးနွေးတဲ့အခါမှာဘာကြောင့်အာဆီနယ်ဘက်ကအထက်စီးရဖြစ်သွားလဲ။တကယ်တကယ်တော့ကစားသမားရဲ့ injury ကစားသမားရဲ့အသက်အရွယ်ပိုင်းအရတောမတ်ပါတီကလက်ရှိချိန်မှာအသက်32နှစ်ဘရိုများမကြိုင်မှာအသက်32နှစ်ဖြစ်တော့မှာဂါနာသားတယောက်ဒဏ်ရာလည်းဘယ်ချိန်မှမဆိုထားပြီးရသွားနိုင်တဲ့အခြေအနေရဲ့မပြီးပြတ်သေးတဲ့အမှုကိစ္စတချို့ရှိသေးတယ်အဲ့ဒီအမှုကိစ္စကလက်ရှိအာဆင်နယ်တင်းတပတ်ကိုပေးနေတဲ့ပေါင်3သိန်းထက်ပိုအရေးကြီးတယ်အကြိမ်များအမှုကခိုင်လုံပြီးတစ်ဖက်ကဆွဆွဲတဲ့ကိစ္စသာဖြစ်သွားခဲ့မယ်ဆိုရင်အသင်းကနာမည်ပြတ်မှာဆိုတဲ့အတွက်ပလစ်လိုက်တော့မှာတည့်ရတိုင်းပဲ အင်္ဂလိပ်ဘောလုံးအတိုင်းဝိုင်းကဒါနဲ့ပတ်သက်ရင်အရန်ကိုမှဆန်းစစ်တစ်ဖြစ်တယ်။အဲ့အတွက်အရှိမလဲတာတကားတွေအများကြီးပဲကိုရီသင်းရမှုပေးမယ်။ကစားသမားကောင်းတွေဆုံးရှုံးလိုက်တဲ့ကလပ်တင်းတွေပရီးမီးယားလိထိပ်သီးသင်းတွေမှာရှိတယ်။အဲ့တော့တောမတ်ပါတီကိစ္စကိုတစ်ချက်ကြည့်မယ်ဆိုရင်ပါတီရတပတ်ကိုပေါင်2သိန်းရနေတယ်။ပါတီလိုမျိုးထိတ်တန်းကွင်းလေဝါရင်ဂါနာသားတအုပ်အတွက်ဆိုရင်ပေါင်2သိန်းကအာဆီနိုထပ်ပြီးတိုးပေးလို့တော့ရတယ်။ဒါပေမဲ့အာဆီနိုတင်းတွေ ထပ်ပြီးဝင်လာမဲ့ကစားသမားအသစ်တွေရှိတဲ့မာတင်ဇူမယ်ရီလိုကစားသမားမျိုးကိုစိုးစီတက်မှာရတဲ့လာစားတိုင်းလာခဲ့ဆိုပြီးတွားခေါ်လို့မရဘူးတိုးပေးရမှာဂျော်ဂျီညိုထောက်ခွာသွားမယ်ဆိုရင်တော့မှပါတီကိုတက်တန်းတို့ရဲ့ကိစ္စမှာဘလောက်ရှော့ယူပါဆိုရင်ကာကန်ရှင်နဲ့နည်းနည်းတော့ညှိရမယ်လူဆိုတာကတိုးရတဲ့ကိစ္စတွေမှာဆွေးနွေးလို့ရတာမှန်ပေမဲ့ရှော့ယူတဲ့အပိုင်းတွေမှာပေါ့ကာကန်ရှင်နဲ့အသင်းပိုင်ရှင်တွေကြားထဲမှာညှိရတဲ့အခါတော်တော်လေးကိုမှခက်ခဲတယ်ဒါပေမဲ့ပါတီရဲ့ vision ကတော့ရှင်းတယ် အာဆီနီမှာနေချင်တဲ့အတွက်ရှုပ်သွားဖို့ရှိတယ်။အဲ့ဒီတော့လက်ရှိသူရနဲ့ပေါင်2သိန်းကို3သိန်းခွဲဖြစ်ဖြစ်3သိန်း2000ခွဲဖြစ်ရော်သွားဖို့တော့ရှိတယ်။ဒါပေမဲ့အသင်းဘက်ကလည်းရှင်းတယ်။အသက်30ကျော်ကစားသမားတွေကိုတစ်နှစ်ပဲတက်တန်းတူးခြင်းနဲ့အကယ်၍များမဖြစ်မနေချုပ်ဆိုရမယ်ဆိုရင်တော့တစ်နှစ်တက်တန်းတူးမယ်။ plat အနောက်ကနေပြီးတော့အလိုလျောက်တက်တန်းတူးခွင့်အပေါတစ်နှစ်မနေ့ကကြော်ချင်ညိုလောက်တဲ့အတိုင်းအဲ့ဒီအတိုင်းပဲဆွေးနွေးသွားမယ်ဆိုပြီးတော်တော်များအဖို့ပြထားတယ်။အဲပါတီအနေနဲ့နှစ်နှစ်တက်တန်းတူခွင့်ရမယ်ဆိုရင်လည်းတစ်နှစ်ပဲရမယ်ဆိုသဘောဖြစ်သွားတယ်။ ကျွန်တော်ပြောရရှင်းလားတော့မသိဘူးနှစ်နှစ်တက်တန်းတွို့မယ်ကြိုက်တော့မှအဲ့နှစ်နှစ်ဆိုတဲ့တက်တန်းထဲမှာပါတဲ့တစ်နှစ်ကိုထပ်ပြီးအသက်သွင်းမယ်ဆိုတဲ့သဘောဖြစ်သွားတယ်အဲ့ဒါတကယ် official ကတစ်နှစ်ပဲတက်တန်းတွို့မှနေထားအခုပါတီကလည်းအခြားစဉ်းစားလို့ရတာရှိရယ်သူ့ကိုလိုချင်တဲ့နေ့မှာဆိုဂျူပင်တက်လို့လို့အီတလီရဲ့ထိပ်သီးအသင်းဘာစီလိုနာတို့လို့စပိန်ရဲ့ထိပ်သီးအသင်းတစ်သင်းပြီးတော့ တီကိုလိုလိုမျိုးငယ်ဘွားကလပ်ဒီအသင်းเนี่ยလဲစောင့်ကြည့်တယ်ဒါပေမဲ့အခုနောက်ဆုံးကြားထားအနေဒါရဆိုရင်ပါတီကအာဆင်နယ်နဲ့ဆွေးနွေးမှုတွေအဆင်မပြေမှကျန်တဲ့အသင်းတွေကိုပလန် B ဖြစ်စဉ်းစားမယ်အဲ့ဆိုပါတီရဲ့မိသားစုဝင်တွေကဒီလန်ဒန်မှာပြောနေတယ်ပါတီကလည်းအာဆင်နယ်မှာဆက်ပြီးနေခြင်းနဲ့လောကလသပိုင်းလည်းသူကတတိလျှော့ယူမယ်အာဆင်နယ်အသင်းနဲ့ပါတီကြားမှာတကယ်တကယ်ဆွေးနွေးရမှာက contract နှစ်ကာလတခုလို့ပဲကျွန်တော်ထင်တယ် အခုကပါတီအနေနဲ့ကထွက်သွားမယ်ဆိုသူ့ကိုလိုချင်တဲ့အသင်းတွေဟာအများကြီးပဲရှိတယ်။ဒါပေမဲ့အာဆင်နယ်အသင်းမှာဆက်ပြီးဆောက်ချိုးလို့တနည်းနည်းလောက်ဆက်နေလိုက်လို့အသက်ကလည်းပိုကြီးသွားတယ်။ဂျားထဲမှာခြေစွမ်းမပြနိုင်ပဲဒဏ်ရာတွေဖြစ်တယ်ဆိုရင်တော့အဲ့ဒီအခုလိုချင်တဲ့အသင်းတွေကလက်ရှောင်သွားဖို့ရှိတယ်။ဒါကလည်းကစားသမားဘက်ကကျွန်တော်တို့တွေးပြီးတာပါ။ကျွန်တော်တို့ကတော့ကစားသမားကိုဆက်ပြီးနေချင်တာပေါ့လေ။ဟိုဇူဝီမန်ဒီရောက်လာမယ်ဆိုရင်တော့မှအသင်းရဲ့အထိုင်အတွက်ပါတီကကာလာတစ်ခုကြာထိန်းချောင်းပေးသွားဖို့လိုအပ်တယ်။ဒါကျွန်တော်ပါဝင်အသင်း ဖန်ဒီအားလုံးကလိုချင်တဲ့အရာပေါ့လေအဲ့ဆိုမကြခင်မှာ32နှစ်ပြည့်လို့မဲ့ပါတီကိုတစ်ချိန်တော့ကျွန်တော်တို့ဒီစာချုပ်ဖြတ်သိမ်းခြင်းနဲ့ the line တိမှာ surprise signing အနေနဲ့ခေါ်ခဲ့တယ်အခုတော့အလွတ်နဲ့လက်လွတ်ရောက်ဖို့နီးလာတဲ့အခါမှာတော့အသင်းတာဝန်ရှိသူတွေကပါတီနဲ့ပတ်သက်ပြီးပြန်လဲစူးစမ်းလာတယ်အဲ့အတွက်ဒီနှစ်လအတောတွင်းမှာပါတီအာဆင်နယ်နဲ့သဘောတူညီမှုရသွားမလားရသွားတဲ့သဘောတူညီမှုမှာဘယ်နှစ်ဖြစ်မလဲကစားသမားကလောက်ခလာတာဘယ်လောက်ထိ short ပေးသွားမလဲ ါတီရောက်အသင်းနဲ့စာရုပ်ချုပ်ပြီးွားရင်ဒဏ်ရာမရဘဲနဲ့ပွဲအများစုလာမရသည်ဒီမှာဟောဆော့ပေးနိုင်လားဒါတွေကတော့စိတ်လှုပ်ရှားဖွယ်ကြည့်ရမှာဗောလေအဲ့တော့နောက်တစ်ပိုင်းနေပြောမယ်ဆိုလို့ရှိရင်တော့ပါတီကဘာကြောင့်စာချုပ်တက်တန်းတိုးတဲ့ကိစ္စမှာအောက်ကနေပြီးတော့ဆင်းရွေးရတယ်အသက်ရွယ်ကြောင့်ကျွန်တော်တို့အာဆင်နယ်တင်းကူစာချုပ်တက်တန်းတိုးဖို့လုပ်နေကစားသမားတွေရှိတယ်စာချုပ်တက်တန်းနှစ်နှစ်မတိုင်မှနေတကယ်အသင်းရဲ့ကြောရိုးကစားသမားဆိုရင်တက်တန်းတို့ကိုစပြီးဆွေးနွေးနေပြီကလပ်သင်းဟိုကဖူးဖူးမှုတ်ပြီးဆွေးနွေးတာကစားသမားအပေါ်စီးရပါပဲ ဘူကာအိုဆာကဝီလျံဆာလီပါနောက်ထရော့ဆက်အပါဝင်ဂေဗီယယ်မကာရေးဒီကစားသမားတွေကိုတတ်တန်းတိုးဖို့ဆွေးနွေးနေပြီအားလုံးကအပေါ်စီးရပဲဘာကြောင့်လဲအသက်ရွယ်ကြောင့်ရောကစားသမားတွေရဲ့လက်ရှိပြနေတဲ့ခြေစွမ်းကြောင့်ရောအသင်းရဲ့ကြိုးကစားသမားတွေဖြစ်တာကြောင့်ရောစာချုပ်တက်တဲ့နှစ်နှစ်မတိုင်မှတင်အသင်းကသူတို့ရဲ့ process တွေကတတ်တန်းတိုးဖို့ကြိုးစားတယ်ဒါပေမဲ့ပါတီကကြတော့အသက်ရွယ်ပိုင်းရောလက်ရှိ တက်တန်းကူကနေနေထားရဟောအင်ဂျူရီအခြေအနေကြောင့်ဟောဆိုရင်အကြပန်းကိုရောက်လာတာဖြစ်တဲ့အတွက်အသင်းကအပေါ်စီကနေဆွေးနွေးခွင့်ရောက်လာတယ်ဒါကစာကာရိုးနဲ့တဖက်ကပါတီရိုးရဲ့အနေထားပေါ့လေဂျော်ဂျင်ညိုကတော့ရှင်းတယ်သူကတော့လစ်မှာတီယာနီကလည်းလစ်မှာစင်ချန်ကလည်းဈေးကောင်းရရင်ရောက်မှာဖြစ်ပြီးတော့လာပြီးကန်လန်းနဲ့မျိုးမြမြရရလို့ရှိရင်ဖီဘီယိုဘီယဲရနဲ့ခီဘီယိုကိုလည်းရောင်းချောက်သွားနိုင်ချေရှိတယ်ဒါကအာဆီနယ်တဲ့အခြား option တွေ အဲ့တော့လာမယ့်ຫນွေကတော့ဝင်တဲ့ကစားသမားလေးများမယ်ထွက်မယ့်ကစားသမားလေးများမယ်ဂျာတဲ့မှာတက်တန်းတိုးပြီးတော့ official signing ထုတ်ပြသွားမယ်လူငယ်စားသမားလေးနှစ်ဦးလိုမျိုး Wanderi နဲ့ Skelly တို့ကို player လေးရှိတယ်အဲ့တော့ကျွန်တော်တို့စောင့်ကြည့်သွားမှာပါတရားတစ်ခုကတော့ပါတီကိုနှစ်နှစ်မဟုတ်ဘူးဆိုရင်တော့တစ်နှစ်လောက်အသင်းမှာတက်တန်းတိုးပြီးထားနိုင်ရင်တော့အာဆင်နယ်အသင်းတွေနဲ့အကျိုးမယုံနိုင်ဘူးလို့ကျွန်တော်ထင်တယ်။လာစာ short ဖြစ်စီမ short ဖြစ်စီတစ်နှစ်လောက်တော့ပါတီကိုကျွန်တော်တို့အာဆင်နယ်မှာဆက်ပြီးမြင်တွေ့ကြမှာသေးတယ်။အဆုံးထိကြည့်တဲ့လဲ အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီစီစဉ်လေးကိုဒီကောက်ကြီးပောင်းပြီးတဲ့ရှင်ဘောလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမဆော့ပဲဆိုတော့ Viber ဖုန်းနံပါတ်ညောင်း6917663936တင်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်နေပါတယ်ငွေပုံဆန်ရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလုံးတက်ဆိုတော့ YouTube မှာကိုထုတ်ပေါ်ရှိုးရိုက်ရှာပြီးတော့ကျွန်တော်အားပြုရပါတယ်ဘောလုံးပွဲတွေလောင်းကြည့်နေဆိုရင်တော့ Viber ဖုန်းနံပါတ်ညောင်း6917663936တင်ပြီးတော့ iBack ခွေကို Sport နဲ့9ဒလုံးမီတူကိုကစားလို့ရနေပါခင်ဗျာ